လေးကိုအောက်ချင်လို့လာတယ်ဒီလိုတက်တက်လေးနဲ့မုံသွားလို့ရှိရင်ဒီလိုစန်းကြီးတွေနဲ့အစုံဆုံးရရင်အေးဆိုင်ပတ်ထိုက်ပြီးအတတရဲဝင်သွားတယ် အစမ်းတွေကြီးပဲဆိုတဲ့အတိုင်းပဲမစ်ကြီးကို cheese cake နဲ့ cheese cake မစ်ကြီးလည်းတောက်လို့ရရယ်ကျန်ရင်ငါးသီးဖြော်ရည်လည်းတောက်လို့ရအရသာသုံးမျိုးရောရောတီထုတ်လိုက်ပါရဲ့အေးဒီရောအေးကို cheese နဲ့တောက်မလားဒင်ညင်နဲ့တောက်မလား fresh တိုက်တောက်မလားအကုန်ရှိနမကြီးငါချိတ်နေကျင်တွေပုံးလိုက်တောက်လို့ရရဲ့အေးဒီပါရှိဒီဆိုင်ရဲ့စိတ်ဝင်စားဆုံးတွေကတခုကရော signature cheese cake မစ်ကြီးပဲဒီမစ်ကြီးမှာပါရဲ့ cheese cake form ကဘယ်ဆိုင်မှမမရရဲ့သူရဲ့တခုတည်းသော signature ဒီ cheese အနစ်က mousse cake သားလေးလိုတိတ်တီးပြီးဆွဲမတ်စရာအနက်လေးနဲ့မှုန်းလိုက်တာဆိုတာချက်ချင်းပြေးကိုက်စားချင်လားအေးတစ်ခွက်စီ free တောက်ခွင့်ဆရာ ောက်တီးတီးလက်ဆောင်ပေးမှမလို့ဒီ post တွေကို like and share လုပ်ပြီး screenshot လေး comment မှန်ကဲပို့မေးနေနော်ဒီ cheesecake မှာဒီမှာပါတဲ့ cheese နဲ့တခြားအေးတွေမှာပါတဲ့ cheese နဲ့အနှစ်လုံးဝမတူဘူးနော်ပင်နေမှာပါတဲ့ cheese အဖြစ်အောင်လေးရစိတ်စိတ်ပေါ့ပေါ့နော်တခါသူဆိုင်လူကြိုက်အများဆုံးတွေကတခုဖြစ်တဲ့ပိုးစာတီးနဲ့ဒိန်ချင်ပိုးစာတီးကိုဒိန်ချင်နဲ့လည်းတောက်လို့ရတယ် cheese နဲ့လည်းတောက်လို့ရတယ်နော် sure ဒိန်ချင်လေးနဲ့ပိုးလိုက်တဲ့ထင်လို့ဒိန်ချင်လေးနဲ့မှာလိုက်တယ်နောက်တစ်ခုသဘောကျရာပိန်ဦးကအစာပိန်ဦးအစ်စ်ကိုပဲတခြားကြိတ်ပြီးတော့လှုပ်ချရအရသာတော်တော်မိုက်ဒီကောင်ရဲ့အရသာအစိမ့် က်သွားပြီးအချို့လုံးဝမပါကဲလာပါပြီဂျိန်ကားတိဖြော်ရင်းလာတဲ့အဓိကအကြောင်းရင်းကိုရရှိသွားပါပြီအ try ဒီလုံးဂျိန်ကားတိဂျိန်ကားတိဖြော် ထက်လိုက်ပဲချိန်ကချိန်၅သီးရဲ့ခါးရဲ့အရသာကို line နိုင်နိုင်အုပ်ထားပြီးတော့ချင်းခါးလေးနဲ့အရသာလေးရလုံးဝကို fresh တိုက်နဲ့ပွင့်ထွက်သွားစေမယ်အေးဒီဆန်ရောရှုံးနောက်တစ်ခုပေါ်ကြရတာသူစီကအေးဒီအကုန်လုံးအသီးဆက်ဆက်တွေပဲတုံးတာရာသီပေါ်အသီးတွေရအစားမပြတ်သွားအောင်ဒီလိုမျိုး freeze လုပ်ထားအေးဖြော်ရင်နေရာမှာလဲပတ်ဝန်းပစ္စည်းရမခိုဘဲနဲ့ customer တွေပေါ်စေတနာထားရလဲတွေ့ခဲ့ဒီလိုတီးကိုအထုတ်လိုက်ချက်ပြီးရ rose fresh တီးလေးဆိုလဲမှွေးနေတာပဲအခု passion fruit တီးလေးကလဲရှုံး favorite ထဲမှာပါတယ်သူရဲ့ဖြော်ဆက်ပုံလေးကလဲစမ်းတယ်စမ်းကစ်တီးကိုထောင်းပြီးမှအပေါ်ကနေ passion လေးလာ ောင်းထည့်ထားဒီမော်တီမှာအေးအပြင်ဘာလိညာလေးစားလို့ရအောင် spicy noodle တို့ fried chicken တို့ chicken nugget တို့ mala spicy sausage တို့ပြီးတော့ mala tofu အဲ့ mala tofu လေးရှင်တော်ချိုက်တယ်လားဒါကတော့ဖူမန်နူရဲ့ဇီးနှုန်းတွေပါဒီဆိုင်မှာ food taste လေးရောရှင်ထွက်တာမယ်လို့ရှင်မြင်တယ်အဲ့ထဲမှာမှာရှင်ထွက်ထူချားနေတာရောဒီ mala tofu ပေါ့နော်အဲ့ tofu ရဲ့လေတို့စားရဲ့ mala အမုတ်ကလုံးဝ chinese taste စစ်စစ်တော်တော်ကောင်းတာတလားရှင်ကြိုက်တယ်ပြီးတော့တော်ဦးလေးကလည်းအစ်ဆက်တုံနေရမန္တလေးရဲ့ mala taste ကတော့တည့်ရဲ့အတိုင်းပဲသွားရှုပ်လို့ လို့မရဘူး drink ဆယ်မှာနောက်တစ်ခုအကြိုက်ဆုံးကဒီ꿰ဝါ fresh tea ကို line နဲ့သူကတောက်လိုက်လို့ရှင့်လေစိတ်ကိုလုံးဝကြီထွက်သွားရပဲစီကရရဲတီးထုတ်လေးရတယ် quality ကောင်းတယ်တလားတောက်လိုက်လို့ရှင့်လေမှွေပြီးရတာအရန်တက်တာဒီငချိတ်တင်ရင်လေးရောမန္တလေးမှာတော်တော်လေးတောက်ကြရအောင်နောက်တစ်ခုဈေးနှုန်းမပြောရင်ဆော့ကဲခံရမှာဆိုလို့ပြပြလိုက်ပါဦးဈေးနှုန်းကအနည်းဆုံးတစ်ခွက်ကို9000လောက်ကနေစရှိပြီးတော့ median left side သူက site တွေပုံမူတည်ပြီးတော့6000 8000 7000အစားအစာရှိရပြီးတော့ကိုရွေးတဲ့အေးပေါ်လဲမူတည်သေးတယ် top series ရအများကြီးပဲဆိုရွေးချယ်ရလမ်းပြောက်မှာတော့အသေးချာပဲဘဝ cheese နဲ့ fish ်ပဲလည်းနေပြီအထက်ကအရတာချစ်တတော်ဘူးသေးနဲ့မဟုတ်ရင်ဒီလိုမျိုးပုံကြည့်လိုက်လည်းရရဲ့တဘုံကိုတောင်းတထောင်နဲ့ချစ်သူလေးနဲ့ပဲရှဲတောက်တောက်မိသားစုနဲ့ပဲရှဲတောက်တောက်ကိုကနဲ့ကိုတယောက်ထဲပဲချစ်ချစ်ဒါတော့ကိုကိုရတဲ့လူကိုပဲကိုကိုနဲ့သမားရဲ့ကြောက်ကိုကိုနဲ့ဝူလောင်တီမော်တီမှာအေးတင်ပြီးရဲ့ class တွေလည်းရှိပြီးရောဆိုင်ဖို့မို့အဆအဆုံလိုတဲ့ပစ္စည်းတွေအစအကြံပေးလိုက်ဝယ်ပေးတယ်လို့သိရတယ်မော်တီမှာတုံးတဲ့အရတာတိုင်းရအောင်ပစ္စည်းကုန်ကျစရာစာရောင်းပေးရလို့သိရတယ်ဒါကတော့ဆယ်ခွက်ပြင်ကြိုက်တာတစ်ခွက်တောက်လို့ရဒီဆယ်ခွက်ထဲမှာကိုကပုံကြီးတောက်တာများရင်ဂတ်ဝမ်းကိုပုံကြီးလိုချင်လဲပေးရတယ်နော် decoration လေးကလည်းအဖြူ ပောင်နဲ့အပြာကြီးအောင်သင်းစလေးကိုမှမျက်စိလေးကိုအေးလို့မျက်စိအေးဆိုအဲကွန်ကိုလည်းအေးစိတ်နေအောင်ဖွင့်ပေးထား Instagram ဖြစ်တာမို့လို့ဓာတ်ပုံရရလာဝါနာပါရဲသူတွေတွားထိုင်တဲ့မစ်တီးဆိုင်တွေမှာလည်းပါမန်လေးရဲ့သူတွေများကန်ကောင်းလိုက်တာနော်အေးတွေကလည်းအမျိုးပေါင်းတရာကျော်လုံးဝ share ရေကြီးပဲဆိုင်လေးကလည်းလုံးဝချစ်စရာဆိုင်ရှင်မမပြောရတော့ရန်ကုန်ကဧည့်သည်တွေကလည်းဒီရောက်ရင်တကူတကားကိုပြေးလာတော့ကြတဲ့ဆိုင်လေးတဲ့နော်မိုက်လိုက်တာရှောရအဲ့ရ cheese cake မစ်တီးလေးကိုတော်တော်လေးဆွဲလန်းခဲ့ရန်ကုန်ရောက်လို့တောက်ချင်တော့ဒုက္ခပဲအဲ့ကြောင့်ရန်ကုန်ကဖူကြီးတွေအတွက်လည်းရန်ကုန်မှာဆိုင်ခွဲလောက်ဖွင့်ပေးဖို့ ဆိုင်ရှင်မမကိုကတိုးလေးပူတာပြီးအကြောင်းမန္တလေးရသူရောမန္တလေးရောက်ရန်ကုန်သူရောအစုံဆုံးနဲ့အစမ်းဆုံးတွေရရဲရတာကောင်းတဲ့မြစ်ကြီးဆိုင်ရှာနေရင်မန္တလေး58လမ်းနဲ့105 106ကြားမှာမော်တီးရှိရနော်